ငလျင်ပေးမှာဘသူနဲ့မှမကြွအောင်အလူငွေသိန်းတစ်သောင်းလှူဒန်းလိုက်တဲ့ဦးမုံရွှေကြီးတို့ဇနီးမောင်နဲ့ဦးမုံရွှေကြီးနဲ့ကိုနိုင်ဖြူကျော်တို့ဇနီးမောင်နဲ့ကအလူအတန်းရရော်ပြီးစိတ်တူကူတူဖြစ်တာကြောင့်လက်ထက်ပြီးတဲ့နောက်ပိုင်းမှာအပေးသူတွေပူများလာပါတယ်။ငလျင်ပေးမှာတထည့်ကြီးတွေကအပြန်အစံအလူတွေလုံနေကြပြီးဦးမုံရွှေကြီးတို့ဇနီးမောင်နဲ့ကတော့မြန်မာငွေ1ဘီလီယံကိုလှူဒန်းသွားတော့မှာပါ။ ဝမုံရွှေရင်နဲ့ခင်မွန်းဖြစ်တဲ့ကိုနိုင်ဖြိုကျော်ကမြန်မာငွေသိန်းပေါင်းတထောင်ကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အထီးထီးရရအလူဒန်းနိုင်အောင်စီစဉ်ထားပါတယ်။ကိုနိုင်ဖြိုကျော်က NPK မော်တာလုပ်ငန်းကိုလည်းပိုင်ဆိုင်ချသူဖြစ်ပြီးလျှက်စစ်ကားတွေကိုရောင်းချနေသူဖြစ်ပါတယ်။ VV အချိုရေးလုပ်ငန်းအပြင်တခြားသောလုပ်ငန်းတွေကိုပါပိုင်ဆိုင်ထားတာကြောင့်ဝင်ငွေများစွာရရှိနေသူဖြစ်ပါတယ်။ဝမုံရွှေရင်နဲ့ကိုနိုင်ဖြိုကျော်ကခိုင်နှုံရေးစီမားလေးသိန်းပေါင်းထောင်ကျော်လူဒန်းထားပြီးဖြစ်ပါတယ်။ VV အချိုရေးဘူးတွေအပြင်ရေတန့်စားစရာ၊စောင်း၊ချနှောင်းအိမ်သုံးစီးပွားတွေကိုလည်းထီးထီးရရအလူဒန်းနေပါတယ်။သိန်းတထောင်ကျော်ကိုစားတော့စရာတွေ၊စီးပွားတွေ အတွက်အသုံးပြုခဲ့ပြီးနောက်ထပ်လှူဒါန်းတော့မယ့်မြန်မာငွေ1ဘီလီယံကိုတော့ပြန်လည်ထူထောင်ရေးအတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဝမုံရွှေကြီးကအရင်ကတည်းကအလှအတန်းတွေလောက်ရတာကိုဝါသနာပါတဲ့သူပါ။ချမ်းသာကြွားတဲ့အမျိုးသားကိုလက်ထက်ပြီးနောက်မှာအလှအတန်းတွေကိုအရင်ကထက်ပိုလှုပ်လာနိုင်ပါတယ်။မြန်မာနိုင်ငံမှာငလင်ဘေးအတွေ့လူပညာရှင်တွေကလည်းတက်နိုင်တဲ့ဘက်ကနေကူညီနေကြပါတယ်။တိမ်ပေါင်းများစွာကြွားတဲ့တထေးကြီးကိုလက်ထက်ထားရတဲ့ဝမုံရွှေကြီးကတော့တခြားသောအမှုပညာရှင်တွေထက်တန်လွန်တဲ့ငွေကြေးပမာဏကိုလှူဒန်းနိုင်သူဖြစ်ပါတယ်။အကယ်ဒမီပေးပွဲမှာဝမုံရွှေကြီးကတိမ်ပေါင်း3သိန်းတန်ကြောက်စိမ့်ပလေးကိုဆွဲနိုင်ခဲ့တာကြောင့်နာမည်ကြီးခဲ့ပါတယ်။နိုင်ပိုင်းလောက်သာကြာမြင့်မြတ်ပွဲကိုတရက်ဖို့အတွက်တိမ်ပေါင်း3သိန်းတန်ကြောက်စိမ့်ပလေးကိုဆွဲနိုင် ုင်တဲ့အထိချမ်းသာကြွားကြောင်ထုတ်ပြနိုင်ခဲ့ပါတယ်။ငလျင်ဘေးမှာဝုံမုံရွှေတို့ကတိန်းထောင်ကျော်လူတန်းနေပြီဖြစ်ပေမဲ့လူတချို့ကတော့ဒီထက်မကလူတန်းစီချင်နေကြပါတယ်။အစင်တစားအတွက်မြန်မာငွေဘီလီယံ30အကုန်ကျခံနေတာကြောင့်ဒီထက်ပိုလူနိုင်မယ်လို့လည်းယုံကြည်ခဲ့ကြတာပါ။ဒါကြောင့်ဝုံမုံရွှေကပြန်လည်ထူထောင်ရေးအတွက်မြန်မာငွေ1ဘီလီယံကိုလူတန်းလိုက်ပါတယ်။ခက်ခဲနေတဲ့ပြည်သူတွေအတွက်ဒီငွေပမာဏကတော့အရှိစေမယ်လို့လည်းမျှော်လင့်ထားကြပါတယ်။တိန်းတသောပမာဏကများပြားတဲ့အတွက်တကယ်လို့အတက်နေရာတွေကိုရောက်စေခြင်းမီထိရောက်မဲ့နေရာတွေကိုပဲလှူဒန်းစေခြင်းနေကြပါတယ်။ ငလျင်ကြောက်ပျက်စီးရတဲ့နေရာတွေများပြားပြီးမရှင်းလင်းရသေးတဲ့နေရာတွေလည်းများစွာရှိပါတယ်။တသက်လုံးစုဆောင်းလာတဲ့အိမ်တွေကမနေ့ပိုင်းအတွင်းမှရင်ပြိုကျသွားခဲ့တာကြောင့်တချို့တွေကနေထိုင်မှုခက်ခဲနေပါတယ်။ဆောင်းသွားတဲ့အိမ်တွေမှာလည်းနေလို့မရတော့သလိုနောက်ထပ်အိမ်တိုင်းထပ်ဆောက်ဖို့ဆိုတာကလည်းမလွယ်ကူပါဘူးရှင်။ငလင်ဘေးကိုကြောက်ရွံ့နေတာကြောင့်ဖြစ်သလိုနေထိုင်နေရသူတွေလည်းရှိပါတယ်။ဒီလိုဘေးဒုက္ခကြုံနေရတဲ့သူတွေအတွက်ပြန်လည်ထူထောင်ရေးကာလမှာအသုံးပြုဖို့ဥမုံရွှေတို့ကတင်းတန်းလှူဒန်းမှုအတွက်စီစဉ်ထားပါတယ်။ ငငယ်ကလေးကအပိခဲ့ရတဲ့မိသမီးတယောက်ကငလင်ပေးမှာတိမ်မောင်းတပေါင်းလှူမှာဖြစ်လို့ပြည်သူတွေကကျေးဇူးတင်နေကြပါတယ်။လက်ရှိမှာဝမုံရွှေကြီးကရိုက်ကူးရေးတွေအားလုံးကိုရနာချပြီးလူတိုင်းမဲ့ပြည်စည်းတွေအတွက်ကိုယ်တိုင်ထုတ်ပိုးနေပါတယ်။လာရောက်လောက်ကင်ပေးမဲ့သူတွေရှိပေမဲ့ဝမုံရွှေကြီးကအလူပြည်စည်းတွေကိုကိုယ်တိုင်ထုတ်ပိုးပြီးတော့ပြင်ဆင်နေတာပါရှင်။တချိန်ကဝမုံရွှေကိုအပိခဲ့ကြတဲ့ပြည်သူတွေကခက်ခဲနေချိန်မှာပြန်လည်ကူညီပေးတာကြောင့်သူပြည်သူတွေအတွက်လည်းဂုဏ်ယူစရာဖြစ်လာခဲ့ပါတယ်။ ်အကယ်ဒမီပေးပွဲမှာလည်းအလုံးရဲ့လဝေဒနာတွေထက်တံမိုးကြီးရဲ့လက်ဆွဲကိုဆွဲနိုင်တယ်လို့အလို့အတန်းမှလည်းဘယ်သူနဲ့မှမတူတဲ့ပမာဏကိုလှူဒန်းနိုင်ကြောင်းပြသလိုက်ကြပါငလင်ဘေးအတွက်ကိုရိုင်းလောက်အားပေးုံသားမကတိန်းတသောလှူဒန်းသွားမဲ့ဥမုံရွှေကြီးအပေါ်ဖေးတဲ့ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်